ခရီးထွက်တဲ့အခါမှာမိမိကိုယ်ကာယရဲ့ပင်ပန်းနှွမ်းနေမှုကိုထက်သွင်းပြီးတော့မစင်စားဘူးမြည်သည့်ပုဂ္ဂိုလ်ရဲ့အကျိုးကိုဆောင်ရွက်ရမလဲလို့အမြဲတမ်းလောကကြီးကိုရှုစားပြီးတော့ဘလောက်ဖဲဝေးဝေးဟောလို့ပြောလို့နားလည်မဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာလို့ရှိရင် ကိုယ်တိုင်သွားရောက်ပြီးတော့ဟောပြောဖို့ရဝမ်းမလေးဘူးဒါကြောင့်မို့ဥရဝေလခရီးကိုကုန်းချောင်းလမ်းခရီးဖြင့်ဥရဝေလဘက်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရှောက်လှမ်းတော်မူလာခဲ့လမ်းခရီးမှာတောအုပ်ကြီးတစ်ခုတည်းရောက်လာရောက်လာလို့ခိတ္တခဏအပန်းဖြေတဲ့အနေအားဖြင့်တောအုပ်အတွင်းမှာရှိတဲ့ တစ်တပင်ရင်းမှမြတ်စွာဘုရားခိတ္တခဏထိုင်နေပြီးတော့အပန်းဖြေတယ်အဲ့ဒီအချိန်မှာတောအထဲမှာလှဲ့လှဲပြီးတော့သွာလာနေကြတဲ့ဗတ္ထဝက္ခီလို့ခေါ်တဲ့အုပ်စုတစ်ခုဒီအုပ်စုကကောသလမင်းကြီးရဲ့တားတော်မင်းသားတွေပဲဖြစ်တယ်သူတို့ဟာလွတ်လွတ်လပ်လပ်နေခြင်းဤအတွက်ကြောင့် တိုင်းပြည်ရဲ့အာဏာကိုမရယူဘဲနဲ့လွတ်လွတ်လပ်လပ်တောထဲမှာလေပတ်ပြီးပျော်ပျော်ပါးပါးနေကြတဲ့ပုံကိုညီကို30ဒါကိုဘတ်တဝဲကီညီနောင်3ချိတ်လို့ဒီလိုပြောတာပတ္တနေရီကောသလမင်းကြီး ਨੇ ညီကိုတော်ကြတဲ့ဒီမင်းသား30ဟာအတိအတိမိမိတို့ ိမ်တောင်ဘက်အမျိုးသမီးတွေနဲ့သွားကြတယ်။သို့တော့မင်းသားတယောက်ကလွလွတ်ဖြစ်နေသည့်အတွက်ကြောင့်သူ့အတွက်ခိတ္တခဏအပျော်ဇနီးတဲ့တယောက်ကို ခေါ်ပြီးတော့တောထဲမှာလက်လှယ်ပြီးတော့သွားလာနေကြတယ်။အဲ့ဒီအချိန်မှာသူတို့အမတ်တမဲ့ဖြစ်နေတဲ့အချိန်တတိမထားမိတဲ့အချိန်မှာမင်းသားတွေရဲ့တန်ဖိုးရှိတဲ့လက်ဝတ်တန်းစာအချို့ အထုတ်ထုတ်ပြီးထားတဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကအထုတ်ကိုယူပြီးတော့လစ်ထွက်သွားတော့ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့လိုက်ရှာကြတာလိုက်ရှာကြတယ်လိုက်ရှာတဲ့အခါမြတ်စွာဘုရားထိုင်းနေတဲ့တစ်ပင်နာရောက်တော့ထုံးစံတိုင်းပေါ့ဘုရားထိုင်းနေတာမြင်တော့ဝင်ပြီးတော့မေးကြတယ်အရှင်ဘုရားဒီနာက အမျိုးသမီးတယောက်သွားတာများမြင်လိုက်ပါသလားဆိုတော့မြတ်စွာဘုရားကလည်းအမျိုးသမီးကိုဘာအတွက်ရှားကြတာတုံးလို့မေးတော့ဒီလိုပဲဗျာပစ္စည်းယူသွားလို့တပည့်တော်တို့လိုက်ရှားကြတယ်ဆိုတော့မြတ်စွာဘုရားကသူတို့လမ်းကြောင်းပြောင်းပေးတဲ့အနေနဲ့မင်းသားတို့ အမျိုးသမီးရှာရာရဲ့ကိုကိုကိုရှာရာရဲ့ဒီရှာဝေခြင်းနှစ်ခုဟာဘယ်ဟာကပိုကောင်းလဲစဉ်းစားကြစမ်းအမျိုးသမီးတယောက်ကို လိုက်ရှာနေတာနဲ့ကိုကိုကိုရှာတာဘယ်ဟာပိုကောင်းလဲလို့ထူးခြားတဲ့မိကုံမေးလိုက်တဲ့အခါမှာဒီပုံကိုယ်တွေကလည်းအသိဉာဏ်ရှိတဲ့ပုံကိုယ်တွေဖြစ်သည့်အတွက်ကြောင့်ဟုတ်သားပဲမျိုးသမီးလိုက်ရှာနေလို့တို့ဘာအကျိုးရှိမှလဲ ကိုကိုကိုရှာတာပို့ပြီးတော့တံပိုးရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကကိုကိုကိုဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာယံအတ္တနံခဝေတေယထာအတ္တဆိုတဲ့စကားလုံးကိုသုံးအဲ့လိုသုံးတာကိုအကြောင်းပြုပြီးတော့ဘုရားဘာသာကိုလေ့လာကြတဲ့နိုင်ငံသားကပုဂ္ဂိုလ်အချို့ကအတ္တသူတို့ရဲ့အယူဆအတိုင်း ဒီဝတ္ထုကိုထောက်ထားပြီးတော့မြတ်စွာဘုရားကအတ္တကိုရှာခိုင်းတာအတ္တမရှိဘူးအနတ္တလို့ဆိုတာဟာဘုရားဟောမဟုတ်ဘူးလို့သူတို့စိတ်ခုနဲ့အနတ္တလက္ခဏာတုတ်ကိုပယ်ကြတာမျိုးတွေရှိတယ်ပေါ့မြတ်စွာဘုရားဆိုလိုတဲ့အတ္တဆိုတာဟာကိုယ်ကိုယ်ကိုယ်ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာဆိုလိုတာက ကိုချိုးအတွက်အချိုးရှိမဲ့အရာကိုရှာရင်မကောင်းဘူးလားလို့မြတ်စွာဘုရားကမိန့်ကြားလို့ရင်းဖြစ်တယ်ဗတ္တဝဲခီမင်းသားတွေကတော့နားလည်လိုက်တယ်ဟုတ်တယ်တို့ဟာကိုကိုကိုမရှာဘဲနဲ့သူများကိုပဲရှားနေကြတာဒါမှားရွံ့တယ်လို့အသိဉာဏ်လူရလာတဲ့အခါအမှန်တိုင်းဖြေကြတယ် မမဗျာကိုကိုရှာတာပိုကောင်းပါလေအေးအဲ့ဒါလို့ကိုကိုကိုရှာတာပိုကောင်းတယ်ဆိုလို့ရှိရင်ဒီနားမှာခဏထိုင်ရငါရှင်းပြမယ်လို့ဆိုပြီးမြတ်စွာဘုရားကဒီလောကသားတို့ရဲ့အကျိုးအတွက်ခရီးသွားရင်းမှာဗဒဝဲခင်မင်းသား30ကိုတရားဟောပြတယ် ခေါ်တဲ့အခါမှာကိုကိုကိုရှာပုံရှာနီးကိုခေါ်တဲ့အခါမှာမြတ်စွာဘုရားနံပါတ်1လူမှုတမ်းမှုဆိုတဲ့ဒါနကထာကိုခေါ်တယ်နံပါတ်2ကိုချင်းသီလအရေးကြီးပုံသီလကထာကိုခေါ်တယ်နံပါတ်3ဒါနလည်းရှိမယ်သီလလည်းရှိမယ်ဆိုရင်နတ်ပြည်ဆိုတာမခဲရင်မူ နိုင်ရသူဂတိရောက်နိုင်တယ်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နိုင်ရသူဂတိကိုရောက်နိုင်တယ်လို့သက်ကကထာကိုဟောတယ်ဒါနသီလဆိုတဲ့အကြောင်းကြောင့်သက်ကဆိုတာကိုရောက်နိုင်တယ်သို့တော်လဲကာမဂုဏ်အာယုန်နေဆိုတာဟာကောင်းကျိုးမပေးဘူးလို့ဆိုပြီးကာမနာအာဒီနဝကထာဆိုတာကိုဟောတယ်အဲ့ဒီနောက်မှာဒီကာမဂုဏ်အာယုန်နေကနေပြီး ိုလူယုံထွက်နိုင်လို့ရှိရင်တော့ဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့ဆိုပြီးစီကာစင်ကစိတ်ဝင်စားဖို့ရာအနုပုပ္ပိကထာလို့ခေါ်တဲ့ for you ဟောစဉ်အတိုင်းမြတ်စွာဘုရားကသူတို့ရဲ့စိတ်တွေစင်ကြဲလာအောင်အနုပုပ္ပိကထာဆိုတဲ့တရားရည်စဉ်နဲ့ဆေးကြောပေးလိုက်တဲ့အခါစိတ်တွေအာတတယောဖြစ်လာကြတယ် အဲ့ဒီလိုစိတ်တွေအားတက်တရောဖြစ်လာတဲ့အခါကျတော့မှသစ္စာ၄ပါးလို့ဆိုတော့ရသော်ဗျာဟောကြားပေးတယ်အဲ့ဒီလိုသစ္စာ၄ပါးဟောကြားလိုက်တဲ့အခါကာလမှာဒီဗဒဝကိညီနောင်၃ချိတ်တို့ဟာထူးခြားတဲ့ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရရှိပြီးတော့သွားကြတယ်ယံကိဉ္စီသမုဒိယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံ ချက်ချင်းရှိသဘောရှိတဲ့အရာခတ်သိမ်းဟာပြက်ချင်းသဘောရှိတာပဲလို့လုံးဝချွင်းချက်မရှိတန်တရားကင်းပြီးတော့သိမြင်သွားကြတယ်အဲ့ဒါလို့သိမြင်သွားတာနဲ့တပြိုင်တည်းဒုတွေဟာကိုယ့်ကိုယ်ကိုရှာတယ်ဆိုတာဒီဓမ္မအမြင်ကိုရှာခြင်းပဲဖြစ်တယ်လို့သဘောပေါက်ပြီးသူတို့တွေဒီနေရာမှာပဲမြတ်စွာဘုရားထံထူးထောက်ပြီးတော့အရှင်ဘုရားတပည့်တော်တို့ ရှင်ဘုရားရဲ့သာသနာတော်မှာ ရှင်ယဟန်ဖြစ်ဝင်ရောက်ပြရစီပါလို့ဆိုတော့မြတ်စွာဘုရားကအေဟိဘိခောယဟန်တို့ဝင်လာခဲ့ကြတောခါတော်ဓမ္မဓမ္မကိုငါဟောတာမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်စရထဖြစ်ပြမ္မစရိယတမ္မာဒုက္ခတအန္တကိရိယာယဒုက္ခတွေဆုံးသတ်ဖို့အတွက် ြမစရိယဆိုတဲ့မြတ်သောအချက်မဂ္ဂင်၈ပါးအချက်ကိုကျင့်ညာလို့ဒီစကားပိုင်းနဲ့သာသနာပေါင်းဝင်ခွင့်ပေးလိုက်တာအေဟိဘိက္ခုယဟံအဖြစ်ခံယူလိုက်ကြတယ်လို့ဒီလိုဆိုတာပေါ့နော်ဥရဝေလခကြီးမှာပြောသလိုနေကြတဲ့ဘဒဝေခီညီနောင်၃ချက်မင်းသား၃၀ကိုနားလေသဘောပေါက်အောင် ဟောပြခြင်းဖြင့်သူတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားချိုးပန်းအားထုတ်ဆောင်ရွက်တော်မူခဲ့တယ်။အဲဒီတော့ဘဒ္ဒဝဂ္ဂီညီနောင်၃ကျိတ်ဟာတချို့ကသောတပန်ဖြစ်တယ်တချို့ကသကရာဂံတချို့ကအနာဂံသို့တော်ရဟဏအဆင့်ထိရောက်တဲ့ပုဂ္ဂိုလ်တဦးမှမပါသေးဘူးအဲ့ဒီဘဒ္ဒဝဂ္ဂီယဟန်နေဟာသာသနာပေါ်ဝင်ရောက်ပြီးတဲ့အခါ ဒီတောထဲမှာပဲဆက်လက်ပြီးတော့နေထိုင်ကြမြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့ဥရဝေလာတောဘက်ကိုဆက်ပြီးတော့ခီးကြွသွားတယ်ပေါ့